သမရလက်မှတ်ထိုးဖို့တာကြံရှိတော့တဲ့အမျိုးသားပညာရေးဥရေမူကျန်းကိုတက္ကသိုလ်ကျောင်းသားကျောင်းသူတွေသိရှိစေဖို့တက္ကသိုလ်ကျောင်းသားများတမကတွေပူးပေါင်းပြီးစက်တမလ17ရက်နေ့ကတန်လျင်ဤပညာတက္ကသိုလ်မှာဟောပြောမှုတစ်ခုပြုလုပ်ခဲ့ပါတယ် အခုလိုဟောပြောပွဲပြုလို့ရမှာအမျိုးသားပညာရေးဥပဒေမူကြမ်းမှာပါဝင်တဲ့အချက်လက်အချို့ဟာဗဟိုချုပ်ကင်မှုများတဲ့အတွက်ပြင်ဆင်ပေးဖို့ကန့်ကွက်တာဖြစ်ကြောင်းဟောပြောခဲ့သလိုအမျိုးသားပညာရေးဥပဒေမူကြမ်းပါဥပဒေပေါ်တက္ကသိုလ်ကျောင်းသားများတမကရရဲ့သဘောထားကြေညာချက်ကိုလည်းကျောင်းခင်တင်းနေမှာဝေမျှမှုတွေပြုလုပ်ခဲ့ပါတယ်ဥပဒေဆိုတာကတော့တေချာတယ်ကျွန်တော်တို့ကျောင်းသားလက်ရှိကျောင်းသားတယောက်ရဲ့အုံနောက်နဲ့ဘလို့မှမစင်ဟိုမတုံးသက်နိုင်ဘူးအနိုင်စင်မလုံနိုင်ဘူး ဒါပေမဲ့ဒီဥတွေပေါ်မှာကျွန်တော်တို့ကဘယ်ချက်ဘယ်ချက်ကအဲဘယ်ချက်ဘယ်ချက်တွေကကျွန်တော်တို့ကမကောင်းဘူးကျွန်တော်တို့ဘယ်ချက်ဘယ်ချက်ကိုမကန့်ကန့်ွက်တယ်ဘယ်ချက်ဘယ်ချက်ကိုထောက်ခံတယ်ဘယ်ချက်ကတော့ဖြင့်ဘယ်လိုမျိုးအခြေအနေရှိနေလဲဆိုတော့ကျွန်တော်ကျွန်တော်တို့ဂျင်ညာချက်တွေမှာခါလဲဝေထားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအတိအကျသိရအောင်လို့တော့ပွိုင်းနော်ဗျူးတွေကျွန်တော်ထောက်ပြထားတယ်တေချာတော့အကုန်လုံးသူတို့မသိနိုင်ဘူး ဟိုသိတ်လည်းမဝင်သာဘူးလေရှိချိန်မှာအခုချိန်မှာသူတို့ကျောင်းတွေမှာဆောင်းဝဲရှိတယ်ဆောင်းဝဲအခြေအနေအခြားအာဆိုရှယ်ဘာညာအားလုံးနဲ့ဒီဟာကိုလုံးဝစိတ်ဝင်သာဘူးဒါပေမဲ့ဘာပဲဖြစ်နေဖြစ်နေဒီဟာပေါ်မှာသူတို့တွေမြေသားပညာရေးဥပဒေကြမ်းအတည်ပြုတော့မှာပါလားပြီးတော့မြေသားပညာရေးဥပဒေကြမ်းရှိနေပြီဆိုတဲ့ဟာကိုတည်ခြင်းအားဖြင့်တော့တမိုးတဖုံတော့အထောက်ကိုပြုတ်မယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းနောက်တစ်ချိန်မှာလိုအပ်ရင်ဒီဥပဒေအတွက်လိုအပ်ရင်ကျောင်းသားတွေအားလုံးပံ့ပိုးမယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒါကြောင့်လည်းအခုလိုလိုက်ပြီးတော့ကျွန်တော်တို့လုပ်ရချင်ဖြစ်တယ် ပညာရေးဥရင်ဘူးကျမ်းမှာအခန်း14ခန်းပုံမှန်ပေါင်း69ခုပါဝင်ပြီးအခန်း၄ပါမြို့သားပညာရေးကော်မရှင်ဖွဲ့စည်းခြင်းတာဝန်နဲ့လုပ်ပိုင်ခွင့်များ အခန်း၁၁ပါပညာရေးစီမံခန့်ခွဲမှုနဲ့ကြီးကြပ်မှုအခန်း၁၂ဘဏ္ဍာရေးစတဲ့ဥပဒေကြမ်းပါပုံမှန်တွေဟာဗဟိုချုပ်ကင်မှုဆက်လက်ရှိနေတဲ့အတွက်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိတက္ကသိုလ်၆ခုကတက္ကသိုလ်ကျောင်းသားသက်မှတ်ရတွေပူးပေါင်းပြီးစက်တင်ဘာလ၂ရက်နေ့ကတကုံတက္ကသိုလ်မှာပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံအတွင်းရှိတက္ကသိုလ်ကျောင်းသားသက်မှတ်ရတွေကကျောင်းသားတွေကဆန္ဒထုတ်ဖော်မှုတွေကိုလည်းနေရာအနှံ့မှာပြုလုပ်ခဲ့ကြပါတယ်။အမျိုးသားပညာရေးဥပဒေမူကြမ်းကိုမသိရှိသေးတဲ့ကျောင်းသားတွေသိရှိစေဖို့ တက္ကသိုလ်ကျောင်းသားတက်မကတွေကဟောပြောမှုတွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးစတန်မာလာ9ရက်နေ့ကကွန်ပျူတာတက္ကသိုလ်လှော်ကားနဲ့စတန်မာလာ10ရက်နေ့ကအစင်းမြင့်ကွန်ပျူတာတက္ကသိုလ်ဗဟန်းမှာဟောပြောမှုတွေပြုလုပ်ခဲ့လို့သိရပါဗျ။နိုင်ငံတော်သမ္မတကပြင်ဆင်မှုသဘောထားမှတ်ချက်25ချက်နဲ့တည်ထောင်စုလွတ်တော်ကို ပြန်လည်ပေးပို့ခဲ့တဲ့အမျိုးသားပညာရေးဥပဒေမူကြမ်းကိုစတန်မာလာ17ရက်နေ့မှာစတင်ခဲ့တဲ့17ချိန်မြောက်ပြည်သူ့လွတ်တော်မှာဆွေးနွေးဖို့အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့လို့သိရပါဗျ။